ရုရှားယူကရိန်းစစ်ပွဲမှာပေါင်ဝင်တက်ခိုက်ရင်တိတ်ဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေအတွက်အထိမ်းအမှတ်ခံမဆောင်တစ်ခုကိုမြောက်ကိုရီးယားကတိစောက်နေပါတယ်။မြောက်ကိုရီးယားအဓိပတိကြီးကင်ဂျွန်အွန်ကရုရှားနဲ့စစ်ဆင်ရေးဟာတမိုင်းတလျှောက်အထူးကဲဆုံးအခြေအနေမျိုးထိနှိစက်အားကောင်းလာနေပြီလို့အော်တိုဘောလာ23ရက်နေ့မှာပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားကနှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာသဘောတူညီမှုအရယူကရိန်းကိုတက်ခိုက်ရမှာရုရှားကိုကူညီဖို့စစ်သည်တထောင်ကျော်ပို့ဆောင်ခဲ့ပါတယ်။အဲ့ဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ရုရှားပိုင်နယ်ဖြစ်တဲ့ Gulf ဒေသမှာယူကရိန်းတပ်တွေနဲ့အရင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားတပ်တွေဟာခေတ်သစ်စစ်ပွဲအတွေ့အကြုံမရှိတာကြောင့်ထိခိုက်ကြဆုံးမှုတွေများခဲ့တယ်လို့ယူကရိန်းစစ်ထောက်လမ်းရေးကပြောပါတယ်။မြောက်ကိုရီးယားကတော့ Gulf မှာနိုင်ငံရဲ့အစ်စ်တီဥယေဘလောက်ထိတေးချေပျက်စီးခဲ့တယ်လဲဆိုတော့ကိုတိတိကျကျမထုတ်ပြန်ထားပါဘူး။အော်တိုဗလာ23ရက်နေ့ကတော့အဓိပတိကြီးကင်မောင်းကဖ်မှာကြောက်ဆုံးခဲ့တဲ့အစ်စ်တီတွေအတွက် အရေးရွယ်တိဆောက်မဲ့ခမဆောင်အုတ်မြစ်ချပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီခံမကိုတိုက်ဝဲဝဲစစ်တီတော်တွေရဲ့အမှတ်တရပြတိုင်းလို့နာမည်မျက်ခေါ်သွားမှာဖြစ်ပါတယ်။ကင်မဟောအဆောင်အုံပနတ်ချောင်းမှုပြီးဘီလက်မြင့်တဲ့သဲတွေကိုခေါ်ပြားနဲ့ကော်ပြီးကျဲဖြန့်ခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။သူကအဲ့ဒီပြခိုက်ဟာစစ်မှန်တဲ့အမျိုးချေသူရဲကောင်းတွေရဲ့တေဆုံးမသွားတဲ့ဝိညာဉ်တွေအတွက်မြင့်မြတ်တဲ့အနာဂတ်ရာဖြစ်စေမယ်လို့လည်းမေခွန်းပြောခဲ့ပါတယ်။၂022ခုနှစ်မှာအိန္ဒိချင်းယူကရိန်းကိုစတင်ကျူးကျော်ခဲ့တဲ့နောက်ရုရှားအတွက်အမျိုးကိုရီးယားဟာအမဂန်မဟာမိတ်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားချုပ်ဆိုထားတဲ့ကာကွယ်ရေးသဘောတူညီမှုအရနိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာကိုထိပါလာရင်အခြားနိုင်ငံကတတိယရောက်အကူအညီပေးရမယ်လို့ကတိပြုထားပါတယ်။ဒါကြောင့်ရုရှားအနောက်ဘက်ကိုယူကရိန်းတပ်တွေကတံပြားထုတ်ဆစ်ဆင်ပြီးတက်ခိုက်ခဲ့တဲ့အခါမှာမြောက်ကိုရီးယားကတောင်းတဲ့ချီများပြားတဲ့တပ်ဖွဲ့တွေကိုကာဒေတာစီပို့ဆောင်ခဲ့တာပါ။မြောက်ကိုရီးယားရဲ့ပြန်ပတ်ဖြစ်တဲ့တောင်ကိုရီးယားစစ်ထောက်လေးကတော့ကော့ဖ်စင်ရပြည်မှာမြောက်ကိုရီးယားတပ်သား600ကျော်တိုက်ဆုံးပြီးထောင်ထဲချီတရားရခဲ့ပွဲရှိတယ်လို့ခန့်မှန်းထားပါတယ် ပြောင်းရမကျင်းပခဲ့တဲ့အထိမ်းအမှတ်ခံမဆောင်အုတ်မြစ်ချအခမ်းအနားကိုမြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတန်မတ်ကြီးအလက်ဇန်းဒါမက်ဆီကိုရာနဲ့တန်ယုံအရာရှိတွေတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါရှင်